ရည်စက်မချမီပေါင်းမြောင်းဖွဲ့အနုမောနာတရားစကားကိုလည်းပြောကြပြီမယ်ယနေ့လူရှင်များလူတန်းမှုစင်ကခုနဖတ်ကြပြီဖြစ်တဲ့အတွက်ကြောင့်ဖတ်မပြတော့ပါဘူးအာလုတိပိတာသေတထောင်ကျော်လူတဲ့အလှဒါနသာသနာနဲ့ကြုံကြတဲ့အခိုက်မှာသာသနာဆိုတဲ့မြေခေါင်းပေါ်မှာသေတထောင်ဆိုတဲ့ ိတ်တထောင်ကျော်ရှိတဲ့ရွှေထုတ်ကြီးကိုမြုပ်နှံထားတာဖြစ်ပါလေ။ဒါကြောင့်မို့ခုဟောကြားမယ်အနုမောနနာတရားရဲ့ခေါင်းစဉ်ကလည်းပဲရွှေအိုးမြုပ်နှံထားဘဝကြီးပွားဆိုတော့ဒီခေါင်းစဉ်လေးနဲ့တူတူကျူးချင်းဟောကြားပြီးမှဖြစ်ပါလေ။နိဒိကန္ဓသုတ်တော်မှာလာတဲ့ခုတ္တကပါဌမှာရှိတဲ့နိဒိကန္ဓသုတ်ကိုအနှိမ့်ချုပ်ပြီးခေါ်ကြပြီးမှဖြစ်ပါတယ်။ 朋友的队，面包接你嘛？我在那里住上他，一天嘛，晒太阳的，雪屋的，雪雪头的，雪开的，嘛舒服了。啊，受不了，那里雪马路的了，野、啊、就那样，透不走了。哎呦，过嘛，晒太阳的，雪，我照单不搭呀的，心里耶，不嘛，对晒太阳的，老早。 လုံစိတ်ချရတာပေါ့တခုခုဖြစ်လာရင်ခုမှရှိပြီးသားဒါလေးကိုထုတ်သုံးอยู่ပဲအဲ့ဒါကြောင့်မို့ရွှေဆိုတာကကုသိုလ်ရွှေရွှေနဲ့တူတဲ့ကုသိုလ်ဆိုတာလည်းအဲ့ဒီတိုင်းပဲခုနပြောခဲ့တဲ့ရွှေငွေကြောက်တံပရမအစရှိသောပစ္စည်းတွေကိုစိတ်ထားရင်စုစုဆောင်ထားတယ်ဆိုရင်မြုပ်နှံထားတယ်ဆိုရင်ဘဝမှာဘဝအတွက်တွေးပြီးတော့တရားပူစရာမလိုတော့ဘူး လိုအပ်လာရင်လိုအပ်တဲ့အတိတ်တန်လိုအပ်သလိုထုတ်သွင်းလို့ရတဲ့အတွက်ကြောင့်ဘဝမှာစိတ်ချမ်းသာတယ်။သူနည်းသူစွာပဲဘုန်းကြီးတို့ဘဝတန်တရားမှကျင်းချမ်းချမ်းသာသာကျင်းလည်းနိုင်ဖို့အတွက်ဘာမြုပ်နှံထားရမလဲဆိုရင်ကုသိုလ်ဆိုတဲ့ရွှေအိုးကိုမြုပ်နှံထားရမှာ ဖြစ်ပါတယ်။ဘုန်းကြီးတို့လူတွေစုဆောင်ထားတဲ့ဥစ္စာကအနှစ်ချုပ်လိုက်ရင်၄မျိုးပဲရှိတယ်။ ထာဝရဥစ္စာတဲ့ရွှေငွေကြောက်တံပဒမြာစသောစက်မဲ့ပြင်ပပစ္စည်းတွေမိမိတို့စုဆောင်ရှာဖွေထားတယ်အဲ့ဒီပြင်ပပစ္စည်းတွေဟာမိမိတို့ဘဝအတွက် မျက်မှောက်ပေါ့မျက်မှောက်ဘဝအတွက်စိတ်ချရသောပစ္စည်းဖြစ်ပါတယ်အကျိုးတစုံတရာပေါ်လာရင်အဲ့ဒီရွှေငွေကြောက်တံပဒမြာစတဲ့ပြင်ပသက်မဲ့ပစ္စည်းကို ထုတ်သုံးပြီးအသုံးပြုလို့ရတယ်အဲ့ဒါထာဝရဥစ္စာလို့ခေါ်တယ်စင်ကမဥစ္စာစင်ကမဥစ္စာဆိုတာကမိမိတို့သွားလာလှုပ်ရှားတာလှုပ်ရှားတဲ့အရာပေါ့ရှေ့ခေတ်တော့တထေးတွေကဒီလိုမော်တော်ကားတွေပါလို့မရှိဘူးလေတက်ရှိစင်မြင်း စတဲ့တွဲနွားစတော့အဲ့ဒါကိုအသုံးပြုပြီးတော့လှုပ်လှုပ်ကြတာကိုအဲဆင်မင်းကျွဲနွားစတော့တရှိမိမိပန်ဆိုင်တဲ့ပစ္စည်းတွေကိုစင်ကမဥစ္စာလို့ခေါ်ပါခုခေတ်ဆိုရင်တော့ဒါကားတို့လေရင်တို့ပေါ့အဲ့ဒါတွေကိုအသုံးပြုတာအဲ့ဒါစင်ကမဥစ္စာတက်တက်ရှိပြင်ပပစ္စည်းတွေပေါ့ခုနက ိမိတို့စုဆောင်ထားတဲ့ဆွေငွေကြောက်တံပဏမြတွေဥဒီအိမ်တွေယရဏတွေကသက်မဲ့အားကိုးရတဲ့ပစ္စည်းအခုစုဆောင်ထားတဲ့မော်တော်ကားတွေပေါ့မော်တော်ကားတွေဟိုဟိုခေသူခေနဲ့ဆိုရင်ဆင်မြင်းယရဏတွေပေါ့အဲ့ဒီယရဏတွေကလှုပ်ရှားတတ်တဲ့ပြင်ပသက်ရှိပစ္စည်းဒါကိုယ်ပိုင်ပစ္စည်းတွေလေ ကိုယ်ပံပစ္စည်းတွေနောက်တကမိမိတို့စုဆောင်ထားတဲ့အသိပညာအတပညာအင်္ဂသမလို့ခေါ်တယ်စုဆောင်ထားတဲ့အသိပညာအတပညာတွေအသက်မေဝန်ချောင်းအတွက်စုဆောင်ထားတဲ့အသိပညာအတပညာတွေကိုလည်းပဲဒါကိုယ့်ရဲ့ကိုယ်ပံပစ္စည်းတွေပဲအင်္ဂသမပစ္စည်းလို့ခေါ်တယ်ခန္ဓာကိုယ်နဲ့ပတ်သက်တာအသိမေဝန်ချောင်းပြုတ်လုတဲ့အခါမှာအဲ့ဒီအင်္ဂသမလို့ခေါ်တဲ့ကိုယ်စုဆောင်ထားတဲ့အသိပညာအတပညာကိုအသုံးချပြီး အသိမွေးဝမ်းချောင်ပြုတ်လာတာကိုအဲ့ဒါကြောင့်သူ့ကိုအင်္ဂသမပစ္စည်းလို့ခေါ်တယ်။နောက်တစ်မျိုးကအနုကာမိကဥစ္စာတဲ့။အနုကာမိကဥစ္စာခုနမြုပ်နှံထားတဲ့ရွှေငွေတွေပေါ့။ရွှေငွေတွေမြုပ်နှံထားလိုက်တဲ့အရေးကျုံလာရင်ဟောသုံးဖို့အတွက်သုံးအသုံးပြုဖို့အတွက်မြုပ်နှံထားတယ်။အဲ့လိုမြုပ်နှံထားတဲ့သိစီထားတဲ့ခိစကားနဲ့ပြောရမယ်ဆိုရင်ဘန်တိုက်ထဲမှာထက်သွင်းထားတာပေါ့။ တခိုးသဖွက်တွေလူလို့ယူလို့မရအောင်ခိုးလို့မရအောင်စိတ်ချယုံကြည်ရတဲ့ဖန်ထဲမှာထက်သွင်းထားတဲ့သဘောအဲ့ဒါအနုဂ ामि ကဥစ္စာလို့ခေါ်တယ်။ဟုတ်အခုဒီခေတ်ဆိုရင်တော့ရှေးခေတ်တုန်းကမြုပ်ထားတာပေါ့ဒီခေတ်ကခုနပြောလို့ဗန်တိုက်တယ်မှာထက်ထားတယ်အနုဂ ामि ကဥစ္စာဘယ်သခိုးဘယ်လိုဆိုမှခိုးရခက်တာပေါ့အဲ့ဒါတကယ်ယရဏမိမိပန်ဆန်တဲ့ယရဏအစ်စ်ကိုပြောတာအခုအနုဂ ामि ကဥစ္စာဆိုတာက အဲ့ဒီမိမိစုဆောင်ရှာဖွေထားတဲ့ရွှေငွေတောက်တန်းဗနမြစသောယရနာတွေကို အသိညာနဲ့ရှင်းပြီးသာသနာဆိုတဲ့မြေပေါ်မှာကုသိုလ်အဖြစ်ဖြစ်မြုပ်နှံထားလိုက်တယ်။အနုကမိကအနုကုသိုလ်အဖြစ်ဖြစ်မြုပ်နှံထားလိုက်တဲ့အခါမှာဘယ်လူစိုးဘယ်တကူကမှခိုးလို့မရတော့ဘူးဖြက်စီးလို့မရတော့ဘူးယူလို့မရတော့ဘူး မိမိတို့ရဲ့ကိုယ်ပိုင်ပစ္စည်းအစ်စ်ဖြစ်သွားတယ်လို့ခေါ်တယ်။မိမိတို့ရဲ့ကိုယ်ပိုင်ပစ္စည်းဖြစ်သွားအစ်စ်ဖြစ်သွားပြီဆိုရင်ကိုယ်ဘယ်ဘက်သွားသွားဘယ်ဘက်လာလာဘယ်ဘဝပဲရောက်ရောက်အဲ့ဒီအနုကာမိကဆိုတာမိမိရဲ့မိမိတို့ရဲ့နောက်ကိုတခေါက်ခေါက်လိုက်ပြီးတော့ပါသွားတဲ့ဥစ္စာကိုပြောတာအရေးပမာကဲ့သို့မိမိတို့ရဲ့နောက်ကိုတခေါက်ခေါက်လိုက်ပါသွားတဲ့ဥစ္စာသည်ကုသိုလ်ဆိုတဲ့ဥစ္စာအနုကာမိကဥစ္စာဖြစ်ပါတယ်။ကုသိုလ်ဆိုတာ ်တရားတွေအဖို့မိကောင်းဆွေကောင်းနဲ့တူတယ်မိကောင်းဆွေကောင်းဆိုတာအခက်ခဲကြုံလာတဲ့အခါမှာမိမိတို့ဘဝကိုအကူအညီပေးထားသလိုမိကောင်းဆွေကောင်းနဲ့တူတဲ့ဒီကုသိုလ်တရားတွေဟာလည်းပဲမိမိတို့ဘဝအတွက်အမတန်စိတ်ချရသောမိကောင်းဆွေကောင်းဖြစ်ပါအခက်ခဲကြုံလာရင်အဲ့ဒီကုသိုလ်ဆိုတဲ့မိကောင်းဆွေကောင်းကမိမိတို့ 不放过过年鞭马皮板嘞，一开开嘞个皮新鞭嘞过年鞭嘞，哎，古族输了没讲吹糠哈，每每多也开开过皮新过年过年皮新鞭他来多叫哦，哎的开开个开开讲的了了姑姑路苗多啊，比如枪枪咋咋泥塘多啦，那那辛苦要多嘞，对咯，奴干咪干古族，奴干咪干乌沙族嘞，古族个标准皮板嘞。 အဲ့ဒီကုသိုလ်ကဘယ်နေရာမှာမြုပ်နှံထားရမလဲ။ဩဖရာရဲ့ကုစားဖြစ်တဲ့စီဒီအဲ့ဒီမှာလည်းမြုပ်နှံထားလို့ရတယ်။ဖရာခုခုခုဆိုရင်တဲ့တော်ထင်ရှားဖရာရှင်မရှိတော့ဘူး။ဖရာမရှိပေမဲ့ဖရာကုစားရုပ်ပွားတော်တွေစင်တူတော်တွေစီဒီတော်တွေရှိတယ်။အဲ့ဒီစီဒီတော်ကိုကိုရုပ်ပွားတော်ကိုဖရာတကက်ဖရာအစ်စ် ်မိမိတို့ရှေ့မှောက်မှာကြွလာတယ်မိမိတို့ဖူးရတယ်မြေရတယ်တွေ့ရတယ်လို့စိတ်ထဲမှာထားပြီးကုသိုလ်ဆိုတဲ့ယရဏတာကိုမြှောက်နှံထားလိုက်မယ်ဆိုရင်အော်အဲ့ဒီကအဲ့ဒီကုသိုလ်တရားကမိမိတို့ကိုအကူအညီပေးမဲ့မိကောင်ဆွေကောင်ဖြစ်သွားပြီနောက်တကသံဃေတန်ခါအပေါ်မှာတန်ခါဆိုတာက ဖရာရဲ့တပြစ်သာတပိသာသံဃာတော်များဖြစ်ပါတယ်ရံတော်များကိုသံဃာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဩသာသနာဆိုရက်မပေါ်ရင်ဖရာသာသနာမပေါ်ရင်ဖရာမပေါ်ရင်ဖရာမပွင့်ရင်သာသနာမရှိဘူး။သာသနာမရှိရင်ဒီသံဃာတော်များဆိုတာပွင့်မလာဘူးရှိမလာဘူး။အဲတော့သာသနာရှိတဲ့အတွက်ကြောင့်သံဃာတော်များလည်းပေါ်ထွန်းလာခြင်းဖြစ်ပါတယ်။အဲတော့ဖရာရဲ့သံဃာရဲ့တွဲရဲ့သူက တရားနဲ့ဒုနိတုဆိုတာဒါယရဏသုံးပါလို့ခေါ်တယ်။အဲ့ဒီယရဏသုံးပါကအခြေခံအဖြစ်မူလအဓိကအကျဆုံးကဖယား။ဖယားပွင့်တဲ့အတွက်ကြောင့်ဓမ္မဆိုတော့ယရဏပေါ်တယ်။ဓမ္မယရဏပေါ်တဲ့အတွက်ကြောင့်လည်းပဲသံဃာယရဏပေါ်လာတယ်။အဲ့ဒီယရဏသုံးပါဆိုလိုရင်းကမိမိတို့စုဆောင်ထားတဲ့ဥစ္စာရွှေငွေယရဏစသောဥစ္စာတွေကိုယရဏသုံးပါဆိုတဲ့နေရာမှာအလှခံမြင့်မြတ်သော အလှခံပုဂ္ဂိုလ်ပါ 妙能他呀没？哎，这妙能他来，他来没？所以，必须先呢，先呢得开嘛。学过教坛，不然呢，先呢，先得开嘛。拄手的苦的，这没苦了呀。苦气做的不容易，苦了累了。傲慢妙能他的学过他妈，下坡呢，克里亚的姑娘下来耶，露露宝啦。哎，宝啦的看不罗嘛，婆婆白罗呗，妙妙能妙能。 တော့လှုပ်ချောင်မြုပ်နှံလို့မရဘူးဆိုတာကအဲအဲ့လိုလှုပ်ချောင်မြုပ်နှံလို့မရတဲ့ပြင်ပပစ္စည်းဥစ္စာတွေကိုကုသိုလ်ဖြစ်အောင်ပြုလုပ်ထားလိုက်မယ်ဆိုရင်ခုနပြောခဲ့တဲ့ယရဏ၃ပါးပုံမှန်ကုသိုလ်အဖြစ်ဖြစ်မြုပ်ကုသိုလ်ဖြစ်အောင်လှုပ်ဆောင်ထားလိုက်မယ်ဆိုရင်ဩဘယ်ကရိယာနဲ့ပဲရှာရှာရှာလို့မတွေ့ဘူးခိုးလို့လည်းမရဘူး သူကဥသောဆိုတာကနံတရားကိုမျက်စိနဲ့မမြင်ရဘူးအကောင်အထည်မရှိဘူးကုသိုလ်ကဒါပေမဲ့ကုသိုလ်ကမရှိဘူးလားရှိတယ်ရှိပေမဲ့လို့ဘလို့မှ ရှာဖွေဖော်ထုတ်လို့မရဘူးလက်နဲ့ကိုင်းပြီးတော့ဒါကုသိုလ်ပဲလို့ရှာဖွေဖော်ထုတ်လို့မရတဲ့အရာအဲအဲ့ဒါကြောင့်မို့အဲ့ဒီမိမိတို့စုဆောင်ထားတဲ့အထယ်ကိုဒရရှိတဲ့ပစ္စည်းတွေကို ကုသိုလ်ဖြစ်အောင်ပြုလုပ် လိုက်ပြီးတဲ့အခါမှာကုသိုလ်ဖြစ်သွားတဲ့အခါမှာဘယ်တခိုးဘယ်လူဇိုးကမှခိုးယူလို့မရတဲ့အတွက်ကြောင့်ဒါဝထဝအနုဂမိကဥစ္စာလို့ခေါ်တယ်မိမိနေနောက်ကိုတခေါက်ကောက်လိုက်ပါမယ်ဥစ္စာဖြစ်ပါတယ်ဟောအဲ့ဒီဥစ္စာဖြစ်ဖို့အတွက်စုဆောင်ထားတဲ့ယရဏတွေကိုပြင်ပပစ္စည်းဆိုင်ရွှေတောက်တန်ပဏမြတ်သတ်တော့ယရဏတွေကိုယရဏ၃ပါးအပေါ်မှာလည်းမြုံနှံလို့ရတယ်ဟောမိဘဆရာသမားတွေအပေါ်မှာလည်းပဲ မြုပ်နှံလို့ရတယ်အဲအဲ့လိုမြုပ်နှံလဲထားလိုက်မယ်ဆိုရင်မိမိတို့မိကုံးဆွေကုံးဖြစ်သွားတယ်ခြုံလိုက်တော့မိမိတို့စုဆောင်ထားတဲ့ဥစ္စာဒနာတွေဟာမိမိတို့နောက်ကိုတခေါက်ကောက်လိုက်ပါနိုင်ဖို့အတွက်အနုကမိကရွှေအိုးဖြစ်အောင်မြုပ်သာသနာဆိုတဲ့လေယာမြေကုံးအပေါ်မှာမြုပ်နှံထားရမယ်နော်မိမိတို့အပေါ်မှာကျေးဇူးကြီးမားတဲ့မိဘဆရာသမားတွေတက်ကြီး ထေတက်ကြီးဝါကြီးမထေတွေအဲဒီပုဂ္ဂိုလ်တွေမှလည်းမြုံနှံလို့ရတယ်ကိုယ့်ထက်ကြီးတဲ့ညီကူမောင်နှမအကူလေးဘကြီးစတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲမြုံနှံထားလို့ရတယ်ဟောစုဆောင်းထားတဲ့ဥစ္စာရဏတွေကိုကုသိုလ်ဖြစ်အောင်လှုပ်လိုက်မယ်ဆိုရင်အဲဒီကုသိုလ်တရားကမိမိတို့ရဲ့ကိုယ်ပံပြည့်စုံဖြစ်သွားသလိုမိမိတို့ရဲ့မိခုံဆွေကောင်းဖြစ်သွားတယ်ဘယ်တကူဘယ်လူဆိုးတော့မှလာရောက်လူယူဖြစ်စည်းလို့မရတဲ့ အရာဖြစ်သွားပြီမိမိတို့နောက်ကိုတခေါက်ခေါက်လိုက်ပါမယ်မိမိတို့ကိုကူညီပေးမယ်မိတ်ကောင်းဆွေကောင်းဖြစ်သွားပြီအော်အဲ့ဒါလို့ဆိုရင်ဒါအဲ့ဒီကုသိုလ်ကသာဝရကုသိုလ်ဖြစ်သွားပြီလို့လည်းပြောလို့ရတယ်မိမိတို့နောက်ကိုတခေါက်ခေါက်လိုက်တဲ့ကုသိုလ်လည်းဖြစ်သွားပါပြီအဲ့ဒီကုသိုလ်ကိုအားကိုးပြီးအားထားပြီးတန်တရားခရီးလျှောက်လှမ်းသွားရရင်ဟောချမ်းချမ်းသာသာဘေးကင်းရန်ကင်းအန္တရာယ်ကင်းစွာနဲ့ပဲဟော တန်တရားအဆုံးဟုပဲနိဗ္ဗာန်ကိုရောက်အောင်အဲ့ဒီကုသိုလ်တရားကအကူအညီပေးတယ်တန်တရားဆုံးအောင်ပို့ဆောင်ပေးနိုင်တာကကုသိုလ်တရားပဲကုသိုလ်ဆိုတာအဆင့်အမျိုးမျိုးရှိတယ်ကာမကာမောဆိုတာကုသိုလ်ရှိတယ်မေဂောကုသိုလ်ရှိတယ်လောကုတ္တရာကုသိုလ်ရှိတယ်ပေါ့အဲ့ကုသိုလ်၃မျိုးအဲ့ဒီကုသိုလ်၃မျိုးကသူ့အဆင့်နဲ့သူ့သူ့အဆင့်နဲ့သူဒုက္ခတွေလွမြောက်အောင်ဆောင်ကျင်းပေးနိုင်တယ်ပို့ဆောင်ပေးနိုင်တယ်နောက်ဆုံးအဆင့်ဖြစ်တဲ့လောကုတ္တရာကုသိုလ်ရရင်တော့ လောကဆိုတဲ့ဒုက္ခဆင်းရဲအာလုကနေထွက်မြောက်ပြီးနိဗ္ဗာန်ဆိုတဲ့ချမ်းသာကိုရောက်အောင်အဲ့ဒီကုသိုလ်တရားကပို့ဆောင်ပေးရမှာပို့ဆောင်ပေးမှာဖြစ်ပါတယ်ကုသိုလ်အာလောရဲ့အခြေခံသည်အကမ္မဝဆရာကုသိုလ်အခြေခံထားရတယ်အခြေခံကုသိုလ်မှမရှိရင်အခြေခံကမ္မဝဆရာကုသိုလ်မှမရှိရင်ဟောနောက်တစ်ဆင့်တက်တဲ့မဲခေါကုသိုလ်လည်းရောက်ဖို့မလွယ်ဘူး လောကုတ္တရာကုသုဆိုဘိုးတော်ဝေသေးတယ်ဒါကြောင့်မို့ယနေ့မိမိတို့ပြုလို့အထုတ်တဲ့မြုံနှံထားတဲ့ကာမမောစရကုသုတရားတွေဟာအထက်အထက်ဖြစ်သောကုသုတရားတွေကိုအကူအညီအထောက်ပံ့ပေးမှဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးဒီယနေ့သာသနာတော်တွင်းထဲမှာမြုံနှံထားတဲ့အနုကာမိကကုသုဆိုတဲ့ဝိရှေအိုးကြီးကမိမိတို့ဘဝကိုဆင်းရဲဒုက္ခအမျိုးမျိုးကနေထွတ်မြောက်စေနိုင်ပြီးတော့နောက်ဆုံး သန္တိဒုက္ခအငိဋ္ဌဆိုတဲ့နိဗ္ဗာန်အတိရောက်အောင်ပူဆောင်ပေးနိုင်တယ်လို့စိတ်ထဲမှာအခိုင်အမာယုံကြည်လက်ခံသောတတ္တတရားအသည်အသည်ရှိကြမှာဖြစ်ပါတယ်။တော့တန်ခါတို့များကအတွက်လှူဒန်းရတဲ့နဝကမ္မတွေအပြီးတော့ဒီပရိယတ္တိသာသနာတော်တည်တံ့ခိုင်ခန့်ဖို့အတွက်ဟောဒါ လူတိုင်းရတဲ့ပရိသဘင်တွေအကုန်လုံးအကုန်လုံးပေါ့ယနေ့ပြုရတဲ့ကုသအားလုံးတွေစီမိမိတို့ဘဝရဲ့ကုအတွက်ကိုပံပစ္စည်းဖြစ်သွားတယ်အာကိုအားထားရတဲ့မိကောင်ဆွေကောင်ဖြစ်သွားတယ်အခုလိုမိမိတို့စုဆောင်းထားတဲ့ဥစ္စာဒဏကနေတဆင့်မိကောင်ဆွေကောင်ဖြစ်တဲ့ကုသတရားကိုစီပူအားထုတ်နိုင်လိုက်တဲ့အတွက်ကြောင့်လူရှင်များရဲ့စိတ်အစဉ်ထဲမှာဖြူစင်သန့်ရှင်းအပြည့်ကင်းသော ုသိုလ်ဆိုတဲ့ယရနာတွေကို အသိအသိပန်းဆိုင်ရရှိလာပြီဖြစ်ပါတယ်ကုသိုလ်ယရနာရဲ့ဆွမ်းအသက်တိကြောင့်အလှရှင်များအားလို့ယခုမြင့်မောက်အချိန်ကာလစပြီးဘေးဥပရံဆွဲအန္တရာယ်အသက်သွဲကင်းဝေးပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာဆိုတဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာကိုလွယ်လွယ်ကူကူရယူနိုင်ကြသည် ဖြစ်ကြစေကုန်သတည်း ကဲရည်စက်ချကြရအောင်ဣဒံမေပုံညာနိဗ္ဗာန်သပစ္စယော ဟောတုကြုံခဲလှစွာဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနှင့်ကြုံကြသည့်အခိုက်စိတ်ခေါင်းကိုမွေးမြူ၍သဒ္ဓတရားကို မွေးမြူ၍ပြုစင်ပြုထိုက်သော သာသနာတွင်ကုသိုလ်ဓူကြီးများကိုစီဘူးပြုလုပ်အာထုကြပါကိုဤဓမ္မီပုံညာနိဗ္ဗာန်တဒုက္ခတပစ္စယောဟောတုဤကောင်းမှုသည်ဘေးရန်ကင်းကွာ ကိုစိတ်နှံဖျားကျမ်းမာချမ်းသာစွာဖြင့်နိဗ္ဗာန်ရရာရကြောင်းအကျင့်ခေါင်းတို့ကိုအသည်အသည်ကျင့်ကြံကျိုးကုန်အာထုတ်နိုင်ပြီလေနိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့ခေါင်းဖြစ်ပါစေဣမံပုံညာဘာခံ သဗ္ဗတတ္တာနံဒီမယနေ့ယခုပြုပြုသမျှကုသလဤအဖို့ဘာကအဝဝကိုယခုဘဝရှိရှိဘဝတောဆကြသောကျေစုကြည်မမိဘဘိုးဘွားဆရာသမားများကို အစထား၍ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ရကွယ်ဆောင်နဲ့မြို့ရွာဆောင်နဲ့အပါအဝင်32ဘုံကျင်းလေကုန်သောအာလုံသောသတ္တဝါတို့အားအမျှပေးဝေကြပါကုန်၏အာလုံးအမျှရကြ၍ ဥစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအမြဝေကြရအောင်အလုံးကြာကြသမျှအမြအမြအမြယူရာမူကြပါကုန်လောတာတုတာတုတာတုအာလောကြာကြသမျှအမျှအမျှ အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြသမြအမြယအမြယအမြယယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု